သမီးတွေလိုမဟုတ်ဘဲနဲ့လိမ္မာရေးချရှိအောင်သမီး၃ယောက်လို့ကိုတုံတင်ဆုံးမနိုင်လို့လူတွေချီးကျူးတာကိုခံနေရတဲ့နန္နာလိုင်းမင်းသမီးကြီးနန္နာလိုင်းရဲ့မိသားစုကြီးဟာမြန်မာနိုင်ငံမှာချမ်းသာဆုံးစီးရင်ဝင်တဲ့မိသားစုတစ်ခုဖြစ်ပေမဲ့လည်းသမီးလေး၃ယောက်ကိုလိမ္မာရေးချရှိအောင်တုံတင်ဆုံးမနိုင်တဲ့အပြင်မာနကြီးပြီးတော့ငွေကုန်ပေါင်းနေတာမျိုးမလုပ်တအောင်လဲတုံတင်နိုင်ခဲ့တာပါအခုမှတော့မင်းသမီးကြီးနန္နာလိုင်းဟာသူမရဲ့သမီးလေး၃ယောက်ကိုအများပြည်သူရှေ့မှာထုတ်ပြလာခဲ့တာပါ တမီးလေး၃ယောက်ကတော့အမေဖြစ်သူနာနာလိုင်လိုပဲဘာသာတရားကိုအကန့်ဆိုင်ပြီးတော့တော်တော်လေးကိုလိမ္မာရင်ကြီးရှိရလို့လည်းသိရပါတယ်။အမေဖြစ်သူမင်းသမီးနာနာလိုင်ကိုရိုင်းကလည်းဘာသာရေးကိုအကန့်ဆိုင်နေပြင်ဒလိထုံးနှန်းလေးကိုလည်းလိုက်နာတဲ့သူတယောက်ပါ။မင်းသမီးကြီးနာနာလိုင်ကတော့မြန်မာနိုင်ငံရုပ်ရှင်လောကမှာအောင်မြင်ဆုံးထိတ်တန့်မင်းသမီးတယောက်ပါ။ရုပ်ရှင်ဇာတ်ကားတိုင်းလိုလိုမှလည်းကြာရဇာတ်ရုပ်ကိုပြီးမြောင်သရုပ်ဆောင်နိုင်တဲ့အပြင်ကိုအကယ်ဒမီစုကြီးတွေကိုလည်းစုကူရရှိထားတဲ့မင်းသမီးကလပ်ပါ။နောက်ပြီးတော့မင်းသမီးကြီးနာနာလိုင်ကတော့သူများရဲ့နာမည်တို့ပဲတမိုးထူးနေတာပါ။ နာနာလျာခုလိုချမ်းသာလာမှမဟုတ်ဘဲရုပ်ရှင်လောကမှာအောင်မြင်ဆုံးဖြစ်နေချိန်မှာတော့ကိုကိုကိုဂုံပေါက်တာမျိုးကြောဟာတာမျိုးမရှိပါဘူး။အောင်မြင်ပြီးတော့ထိတ်တန့်မင်းမီတောင်ဖြစ်နေပေမဲ့လည်းတခြားသောမင်းမီလိုမဟုတ်ဘဲကိုဟာနဲ့ကိုတီတန်းနဲ့အင်ဒရီသိခါရှိပြီးတော့အမျိုးသမီးတို့ပါ။ဒါကြောင့်လည်းမင်းမီနာနာလျာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိယအဆင့်ဝင်ဦးစေတီဟာနဲ့အင်အောင်ကြခဲ့တာပါ။ဦးစေတီဟာကလည်းရွေးချယ်မှုမှန်ကန်ခဲ့တယ်လို့ပြောရမှာပါ။သူရဲ့စီးစိမ်ကြီးကိုဖြုံးတီးနေရမျိုးလုံးဝမရှိဘဲမယားဝတ္တရားခြေရုံးနဲ့အမျိုးသမီးကောင်းတို့ပါ။ ခုချိန်မှာတော့ရုပ်ရှင်ဒုပညာလောကကနေအနားယူလိုက်ပြီးတော့သမီးလေး၃ယောက်နဲ့တူတူပျော်ပျော်ရွှင်ရွှင်နေထိုင်နေပါတယ်။အခုမှလည်းသမီးလေး၃ယောက်ကိုအလူပွဲခန်းနာမှာမွန်ရိုးရယောဂီဝိဆောင်လေးနဲ့အင်းချမ်းတဲ့မျက်နှာလေးကြောင့်ပရိသတ်ကြီးတွေကချစ်ခင်ပေးနေကြတာပါ။မင်းသမီး၃ယောက်ကတော့မိဘပတ်စံချမ်းသာလို့ဝေကုံပေါက်တာမျိုးမာနကြီးတာမျိုးတစ်ခါဆိုတစ်ခါမှတော့မကြားသိခဲ့ရတာပါ။တော်တော်လေးကိုလေးမရင်ချရှိရင်ရှာမရှာတဲ့ကလေးလေးလို့ပြောလို့ရပါတယ်။ မိဘဖြစ်သူတွေကလည်းတုံတင်ဆုံးမတာတကယ်ကိုကောင်းမွန်တာကြောင့်ရလက်ကတော့သမီးလေး၃ယောက်ဟာအထူးကျုံထမ်းမြတ်တဲ့ကလေးတွေဖြစ်လာခဲ့တာပါပဲပြောရမယ်ဆိုရင်တော့ခကြီးတခင်နဲ့တခင်မတို့တော့လည်းမိဘရင်းနဲ့သားသမီးတွေကြောင့်မှပွင့်လင်းမြင်သာမှုပေါ်ရှင်လာပြီးသားသမီးတွေကိုအတော်လေးကိုအလိုလိုက်ကြပြီးတော့ပတ်စံလေးဖြုံးတိနေကြတာကိုလည်းပြုံးပြုံးကြီးထိုင်ကြည့်နေကြတဲ့မိဘတွေကလည်းပုံများလာပါတယ်ခုမှတော့အများပြည်သူတို့ကတော့နာလိုင်းရဲ့သမီးလေးနဲ့စမိုင်းသမီးလေးနဲ့ရှင်လာကြတာပါအားလုံးသိကြတဲ့အတိုင်းစမိုင်းတယောက်ကတော့ဘီလီယံနာတယောက်ဖြစ်သွားပြီးရဲ့နောက်မှာတော့ တော်တော်လေးကိုပြောင်းလဲသွားတာပါအမေရိကန်နိုင်ငံကိုမိသားစုနိုင်ငံကြီးပြောင်းရွှေ့သွားပြီးတော့မြန်မာနိုင်ငံကနေထွက်ခွာသွားကြတာပါအင်ကြီးတိန်ကလည်းတကယ်ကိုရုပ်ရှင်ဇာတ်ကားရင်းအင်ကြီးပါပဲနောက်ပြီးတော့ပတ်စံတွေကိုတနေ့တခြားရေးလို့သုံးပြီးတော့ဖြုံးတီးနေတာကိုလည်းအင်တာနက်ပေါ်မှာကြွားထက်ပါသေးတယ်နောက်ပြီးတော့သူကိုယ်တိုင်ကလည်းရှေ့ကနေဥဆောင်ပြီးတော့ဖြုံးတီးပြနေတာကြောင့်တမိဖြစ်သူတွေကလည်းပတ်စံတွေဖြုံးလာရီးစားတွေထားလိုက်တဲ့ဘောကိုထင်းတိုင်းကိုကျဲပြီးတော့စိတ်တိုင်းကနေထိုင်နေတာပါနာမည်ကြီး brand တွေဝှက်ပြရှီပကန်တွေနဲ့စားပြလိုက်နေတကယ်ကိုဖြုံးတီးနေတာကြောင့်ဂျာလိုင်းလူတွေကမြင်ကပ်လာကြပါတယ် ဒီလိုမျိုးနှစ်နာရီရဲ့တမိလေး၃ယောက်ကတော့စမိုင်းရဲ့တမိလေးနဲ့အချင်းဆိုင်လေးမိုင်းချာရှိမောဘာသာတရားကန်ဆိုင်မှုစတာတွေအတွက်အဆောက်အအုံဝမတူတာကိုသတိထားမိကြပြီးတော့သုံးသိဆုံးမဖို့ကောင်းတဲ့နာလိုင်ကွယ်ချီးကျူးနေကြတာပါဒီဗီဒီယိုလေးကိုစောင့်နေရှိဝေခဲ့ကြတဲ့ပရိသတ်ကြီးတွေကရောနှစ်နာရီရဲ့တမိနဲ့စမိုင်းရဲ့တမိဖြစ်သူကိုဘလိုမျိုးပြင်ကြလဲဆိုတာမိမိတို့ရဲ့မျိုးလေးကိုလည်းမျှဝေသွားကြပါအောင်ရှင်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်တဲ့ကျေးဇူးထူးဝဲတင်ရှိပါတယ်နောက်ရက်တွင်မှလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ရကောင်းတဲ့ဆယ်လေးသတင်းကြောင်းရလေးနဲ့ပြန်လာခဲ့ပါဦးမယ်နော်